ိတောင်ကူမှာတောင်ဝကြတဲ့စစ်တိုင်းကတော်တော်ညံ့နေပြီပေါ့အဲ့စစ်တိုင်းကတောင်ကူတောင်ကူမှာထိုင်တဲ့စစ်တိုင်းကတော်တော်ညံ့နေပြီပေါ့သူ့ပတ်ပတ်လေတောင်ကူပဲပတ်ပတ်လေတော့ဝိုင်းမှာရှိနေတဲ့ PDF တွေကမရှင်းနိုင်မရှင်းနိုင်ဆိုတော့စစ်သားတယောက်ဖြစ်ပြီးတော့တကယ်ကိုစစ်တိုင်းမှုတယောက်ဖြစ်ပြီးတော့ဒါမျိုးမရှင်းနိုင်ဘူးဆိုတာညံ့တယ်လို့ပြောတယ်ကျွန်တော်လိုရင်ညံ့တယ်လို့ပြောတယ်သူတို့ပြောတဲ့စကားအဖြေအပေါ်နေပြီလေမဖြစ်နိုင်တဲ့ဟောက်သွားဆွေးနွေးမယ်ဆိုကျွန်တော်တို့လည်းတည်တယ်ဘာမှမဖြစ်နိုင်တော့ဘူးအဲကျွန်တော်ဖြစ်နိုင်တဲ့ဟောက်ကျွန်တော်လုပ်ကြရရှိတာကျွန်တော်ဆက်လုပ်သွားမယ်နိုင်ငံရေးရောက်စစ်ရေးရောက်တန်မန်နီးရေးရောက်စီဝိုင်းပိတ်ဆို့မှုလူတို့လှုပ်ရှားမှုဖြစ်အောင်အကုန်လုံးကျွန်တော်ဆက်လုပ်သွားမှာ ဟိုင်းချရမီဘာဘီတူညီကောမော်ဒမာများအားလုံးပဲမင်္ဂလာပါ newsbit channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါတယ်2025ခုနှစ် March 28နေ့ကျွန်တော်တို့နေ့လည်ပိုင်းပေါ့နော်ညနေပိုင်းတော့နောက်ဆုံးရရှိထားတဲ့တော်လန်တရင်းကောင်းတွေတင်ဆက်ပေးမှာမလို့ကျွန်တော်နဲ့တူအစားဆုံးကြည့်ရှုပေးကြဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်တို့ခါတိုင်းလိုပဲ view တွေမှာကြည့်ခင်မှာအယုံဆုံးနေတဲ့သတင်းတူလေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးသတင်းတပုတ်အနေနဲ့ကတော့ပကိုးတိုင်းနောက်ချမ်းပေါကောင်းမျိုးနဲ့ပေါကောင်းဥတွင်းအမြန်လမ်းပိုင်းပကိုးရွဖြက်လမ်းမှာစစ်ကောင်စီတက္ကသိုလ်ကိုရွဖြက်တက်ခဲ့တဲ့ဆိုပြီးတော့မှတရားရပဲဖြစ်ပါတယ် ရွှေတောင်ကရင်တရားစေုံမပုတ်ခင်မှာတောင်လဲစေုံကဆရာဝန်နဲ့အရေးပေါ်စေဥတာပြေတော့မှာဖောကားတစည်းလိုက်ထရကားတစည်းနဲ့တည်ဆုံတန်ရလူနာတွေကိုရွှေတောင်ကရင်တရားစစ်စေုံကိုတည်ဆောင်သွားတယ်လို့တင်ရရှိတဲ့စပရမပီတုကောက်ခွေးတမတော်စစ်စင်းနေမြေနေ့ရက်ပြန်ကြိုက်တောင်ခါစောလို့ရှင်းရနေပြေတော့မှာပြောဆိုထားတာပဲဖြစ်ပါတယ်အဲ့ဒီတိုက်ခိုက်မှုတွေမှာစကောင့်စီတက်ဖို့ပဲပေါ့နော်စတူဟာဆိုရင်မျောစာဖြစ်သွားတာမှာ channel လူတွေကအတူပြက်တွေနဲ့ပေါ့နော်ထွပြေးသွားကြတယ်လို့ကျွန်တော်သိရတယ်ပဲဖြစ်ပါတယ်။ကောင်းလိုက်တဲ့တည်င်ပဲပေါ့နော်။နောက်ထပ်တည်င်တဘိုးအနေနဲ့ကတော့ မန္တလေးမြို့အတွင်းမှာစစ်ကောင်စီတပ်စခန်းတွေဝင်ရောက်တိုက်ခိုက်ခံရမဲ့ဆိုတဲ့သတင်းတွေမလ28ရက်နေ့မှာထွက်ပေါ်လာပြတဲ့နောက်ပိုင်းမှာမြို့အတွင်းမှာရှိတဲ့တပ်တွေကိုအသင့်ဆောင်ဆိုင်ပြင်ဆင်ချဖို့တပ်နယ်မိုးကနေပြမမိန်ထုတ်လိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ကြောက်နေကြပြီနော်တကယ်တမ်းလာမတိုက်နိုင်ဘူးဆိုတာအောက်ခြေတာမှာရဲဘော်တွေတောင်းတီးပါတယ်ဒါကအတူအယောင်လို့ဟန်ရေးပြတယ်လို့ခေါ်ပါတယ်ဆိုပြမစီရမ်ရဲဘော်ဇင်ယောကနေပြမပြောဆိုထားတာပဲဖြစ်ပါတယ်တပ်ပွဲပြင်းထန်နေတဲ့ရှေ့တန်းစခန်းတွေစီကို န္တလေးတပ်နယ်အတွင်းကနေပြီးတော့အင်အားဖြည့်ထုတ်ပေးရတဲ့အတွက်နောက်တန်းဌာနချုပ်တွေမှာအင်အားမရှိသလောက်ဖြစ်နေတယ်လို့သိရတာဖြစ်ပါတယ်။ဆိုတော့တရင်ကောင်းပဲပေါ့နော်။အခုစဉ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေမြို့တွင်းမှာအင်အားချိနေနေတာကိုကျွန်တော်အခွင့်ကောင်းယူပြီးတော့မှတော်လန်တပ်ဖွဲ့တွေဒီလိုမျိုးပေါ့နော်ပျောက်ကြားစနေနဲ့ပဲဖြစ်ဖြစ်တိုက်ခတ်မယ်ဆိုတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအလွယ်တကူပြိုလဲသွားနိုင်တာပဲဖြစ်ပါတယ်။နောက်ထပ်တရင်သူသဘောအနေနဲ့ကတော့မြန်မာနိုင်ငံစကိုင်းမြို့ကိုဒီနေ့မွန်းလွဲ၁၂နာရီ၅၀မိနစ်အချိန်ဗိုလ်ပြူပြုံးမှလောက်ခတ်ခဲ့တဲ့8.9အဆင့်ရှိ ။ရပြင်းထန်တဲ့ငလျင်ကြောင့်မန္တလေးမြို့နဲ့စကိုင်းမြို့ထိခိုက်ဆုံးဖြစ်ပြီးတော့မှကိုကြီးကယ်ဆယ်ရေးတွေလိုအပ်နေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အယောင်စိတ်မကောင်းစရာပဲပေါ့နော်။မန္တလေးမှာအဆောက်အုံတွေဆောင်းပြီးတော့မှပြိုကုန်တာမြို့ထဲမှာတင်တော်တော်များတယ်။ Great World Hotel မြစ်ဆုံ Hotel နောက်ပြီးတော့မှမြို့လယ်ကောင်ကတိုက်တွေလည်းဆောင်းကုန်တယ်အများကြီးပဲ။အခုတော့ကိုကြီးကယ်ဆယ်ရေးကပိတ်မိနေတဲ့သူတွေရှိနေတယ်။ကျွန်တော်တို့လည်းတွေ့ကြုံမရှိဘူး။ကိုကြီးကဲဆယ်ရေးလောပါတဲ့ဆိုပရမမန္တလေးဒေသခံပရိုက်တာမာတူကလည်းပြောဆိုထားတာပဲဖြစ်ပါတယ် စကိုင်းမြို့မှာဆိုရင်လက်အထက်မြစ်တိုက်တာတွေနဲတဲ့အတွက်အပျက်စီးသတင်းတွေမကြားရသေးပေမဲ့စကိုင်းတရာဟောင်းဟောဆိုရင်လောကပြောချာတွားပြတော့မှရန်ကုန်မန္တလေးအမြန်လာမှာဆိုရင်လက်မိုင်းတိုင်360နှစ်ပေါ်ဝင်လမ်းတလျှောက်ပျက်စီးသွားတယ်ဆိုပြီးတော့ကျွန်တော်သိရှိရတာပဲဖြစ်ပါတယ်။အောင်ပန်းမှာဆိုတော့အောင်ပန်းဟိုတယ်၃ထပ်တိုက်ပြောချာတွားပြတော့မှပိတ်မိနေတဲ့လူတွေရှိတယ်ဆိုပြီးတော့ကျွန်တော်သိရှိရတာပေါ့နော်။အခုငလီဟာဆိုရင်ကျွန်တော်မြန်မာနိုင်ငံတဝင်းတိတိတတ်တာခန်းစားတွားရတာပြပြမှ ထိုင်းနိုင်ငံဘက်ကိုလည်းပေါ့နော်ကူးခတ်သွားတယ်လို့ကျွန်တော်သိရှိရတာပဲဖြစ်ပါတယ်ဆိုတော့အဒီကြားထဲမှာပိတ်မိနေကြတဲ့ပြည်သူတွေအနေနဲ့လည်းအများဆုံးလွတ်မြောက်ပြီးတော့မှကျွန်တော်တို့ဘေးကင်းရအောင်ပေါ့နော်လုံခြုံစိတ်ချစွာနဲ့ရောက်ရှိတော့ဖို့ကျွန်တော်ဒီနေ့ကနေစူတောင်းပေးပါတယ်ဆိုတော့ကျွန်တော်ဒီနေ့နေခင်ပိုင်းမှာပထမဆုံးအနေနဲ့ကြည့်မှာကတော့ရေရီတိုင်းထက်ကိုကျွန်တော်အေနပ်ပွန်တပ်ဖွဲ့ဝင်တွေရဲ့ပေါ့နော်ဝင်ရောက်ထုတ်ဆက်တိုက်ခိုက်မှုတွေကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ46တောင်းတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုရေဘော်ရှန်လေးကနေပြည်မတီချလေးပြပြထားတာပဲဖြစ်ပါတယ်ရေဘော်ရှန်လေးဘယ်လိုမျိုးတွေပြထားလဲဆိုတာကျွန်တော်စာချလိုက်ရအောင်နော် ကွာကိုအရကတက်တော့အေးတက်ခိုက်သိမ့်ပိုက်ပြီးတဲ့နောက်2025အစောပိုင်းကာလတွေမှာပြည်သူ့ကော်ရေးတပ်ဖွဲ့ဝင်တွေနဲ့ຫນွေဦးတော်လိုင်းရဲ့အဖွဲ့တွေက ARE တိုင်းတဲ့ကိုစတင်ခြစ်တက်အထိုင်ချနိုင်ခဲ့ကြပါပြီဟုတ်ပြီအရကတက်တော်နဲ့အတူကွာမျိုးတောင်ဘက်ကမ်းခြေရွာနေရွာကိုတက်ခိုက်သိမ့်ပိုက်နိုင်ခဲ့တဲ့တပ်တွေကိုလည်းတွေ့ရမှာဖြစ်တဲ့အခုကပန်းပြေစခန်းတွေရှိရရွှေတောင်ရန်ချောင်းသာနဲ့ငွေဆောင်တွေငွေဆောင်တွေကိုလည်းချင်းချောင်းနိုင်ခဲ့ပြီဖြစ်ပါတယ်အကြမ်းမဲ့စစ်တပ်မှာရှစ်တက်မတိုးလာနိုင်ဖို့အတွက် ဖြစ်တော်ရံမှာခုခံကာဝယ်နေရတဲ့အခြေအနေပါအေးနဲ့ပြည်သူကာဝယ်ရေးတပ်ဖွဲ့ဝင်တွေထိုးစစ်ကအခြားတစ်ဖက်မှာထွက်ပေါ်လာပြီးတော့အတိုင်းချောင်းမျိုးအရှိတ်အမှတ်၃လေးလေးအမြောက်တက်ရင်ကိုဥတီတိုက်ခိုက်နေတာဒီကနေ့မှာတော့အမြောက်တက်ရင်ကအကြမ်းဖက်စစ်ခွေးတက်54ခေါင်ကျော်ပွဲချင်းပြီးတိုက်ဆုံခဲ့ရပြီးတော့ဒဏ်ရာ အပြင်းထန်နေတဲ့ဟိုပြေးဒီပြေးကစင်ကြရပြေးနေတဲ့ကောင်းတွေပါထပ်မံပျောက်ဆုံးနေတဲ့တည်င်းတွေပါထပ်ပေါ်နေခြင်းဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ AR ဓာတ်တွေဟာလေးနှစ်ကြာကြာလိချင်းပြင်ဆင်ခဲ့ရတာတွေလေးနှစ်ကြာကြာအောင်ဤသိခန့်နေခဲ့ရတာတွေ AR တွေမှာဒလန်တွေအများကြီးတဲ့ AR တွေမှာ view တွေအများကြီးတဲ့ဆိုတော့အတန်တွေကို ခါသီးစွာနားထောင်ရင်းနဲ့ကြိတ်မိတ်မျိုးသိမ့်ခဲ့တဲ့လူငယ်တွေအခု AR မြေပေါ်မှာပြင်းထန်တဲ့ပေါက်ကွဲမှုတွေနဲ့အတူ AR မြေကိုစတင်နင်းနေပြီဖြစ်တယ်ဆိုတော့ AR မှာရှိတဲ့ကျွန်တော်တို့ရဲ့ညီကိုမောင်မတွေအသီးသီးဟာလေကျွန်တော်တို့ဒီတကဝေးတက်ဖွဲ့ဝင် AR ဓာတ်တွေနဲ့ရှင်ပေါင်းတန်းပြီးတော့ကျွန်တော်တို့နဲ့အတူရှိနေပေးမယ်ဆိုတဲ့အတန်းနေကြရတဲ့အတွက်လေကျွန်တော်တို့အနေနဲ့ဝမ်းသာဂုဏ်ယူမိပါတယ်ဒါဟာ AR မှသည် စစ်စင်ရေးပေါင်းအမြောက်များစွာကိုဆင်နွှဲနိုင်ဖို့ပရမဥဆုံးသောခြေလန်းလို့လည်းပြောရင်မှန်ပါတယ်အဲ့ဒီခြေလန်းကလည်းအောင်ပွဲနဲ့စခဲ့တဲ့ခြေလန်းဆိုရင်လည်းမမှားပါဘူးရပါရှင်လေးပြောထားတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်အရင်ကပုံသဖို့ဝင်ရဆိုရင်ရေကြီးတာပေါင်းစားတဲ့ပေါ့နော်မြို့နယ်တွေမှာစကောင်စီသဖို့ဝင်တွေရတက်စကန်တွေကိုထုတ်ပေါက်တက်ခိုင်းနေတာပြပမာစကောင်စီသဖို့ဝင်တွေဆိုလည်းများစွာမျောစွာဖြစ်နေတာပဲဖြစ်ပါတယ် တစ်ဖက်မှာဒီမြောက်လိုင်းကနေပြတော့ပါနော်တောင်စီရင်မြောက်ပေါ်ပန်းလေးဆက်တွေပြောနေပြင်မဲ့သူတို့အနေနဲ့ကတော့ခုဆိုမြေပြင်မှာဆက်ရှုံးနေတာဆိုတော့အားလုံးလည်းတည်တာဖြစ်ပါတယ်အောက်ခြေရဲဘော်တွေတောင်မှာပေါ့နော်ကြောက်လုံးလို့ကိုထွပြစ်မှုတွေများစွာရှိနေတာပြင်မှာကျွန်တော်ဘက်ကိုအလင်းဝင်လဲလို့တွေလဲမြောက်လာတဲ့အတွက်ကြောင့်မလို့2025ခုနှစ်ထွန်းမှာပဲပေါ့နော်မြောက်လိုင်းတို့အုပ်စုအနေနဲ့ပြောချသွားမယ်ဆိုတော့ကျွန်တော်ခုဆိုပြောလို့ရနေတာဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့မြောက်လိုင်းရိုင်းပြည်မှာငင်းချိုင်းရေးဆွေးနွေးမယ်ဆိုပြမပါဘောနော်အချောင်းလိုက်တဲ့ပုံမှာကျွန်တော်တို့ can you ပြောရေးစခွင့်ပုဂ္ဂိုလ်တို့ဖြစ်တဲ့ဘလိုစော်တော်တွေကနေဘလိုမျိုးတွေပြန်ပြောထားလဲဆိုတော့ကျွန်တော်တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်အခုကပြဿနာကနေမြင်ဆုံးရှုံးတာအဲ့ဒီနေမြင်ဆုံးရှုံးကဘလို့မှသူတို့ခြေမကန်ဘူးလက်မကန်ဘူးဘလို့မှတိုက်တာဆက်လို့မရတော့ဘူးရှစ်တန်းမှရှိတယ်သူတို့တက်တရားတစ်ခုပဲရှိတယ်သူတို့လည်းနေမချဘူး ဆိုရင်တော့ဗာပဲဆိုရင်သွားမေးကြည့်ခင်ဗျအဲ့တိတ်ခါအဲ့တိတ်ခါဆိုတဲ့ကတော့ဘာစားလို့မရတဲ့ဟာကြီးอ่ะအခုကသူတို့အဲ့ဒါကြောင့်မသိမချင်းအကောင်လုံးကင်ထားမိဟာလေသူတို့ဟိုအပေါ်ဆုံးအောက်ဆုံးအထိအဲ့ဒါမို့သူပြောနေတဲ့ဟာတွေကျွန်တော်တို့နားထဲမှာလုံးဝဝင်လို့ရတော့ဘူးကြာအဲ့ဒါဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကန်းကုန်ပြီရှင်းရှင်းပြောရရင်ကန်းကုန်ပြီเนาะ ငင်းငင်းဖြစ်စင်တော့ကလည်းကျွန်တော်တို့ကိုယ်တိုင်ပါဝင်ခဲ့တယ်သူတို့နဲ့မျက်နှာချင်းဆိုင်ပြီးတော့စကားပြောနေတာပဲဒီလူတွေကအထူးသဖြင့်သူတို့ရဲ့ mindset တွေသူတို့ရဲ့ဟိုတွေးခေါ်မျှော်မြင်ချက်တွေသူတို့တစ်လျှောက်လုံးတုံတင်လန်ခံလျားတဲ့ဟာတွေကတစ်ဆက်လေးမှမပြောင်းတဲ့ဟာကိုခုမှပြောင်းသလိုပါတော့လုံနေစမ်းကျွန်တော်တို့ဘလို့မှဝေဝါးစရာအကြောင်းမပြုကျွန်တော်တို့ကလုံစရာရှိတာဆက်လုပ်သွားမှာပဲဘာဖြစ်လဲဆိုတော့အဲ့ဒါလည်းပထမအချိန်မဟုတ်ဘူးဒုတိယအချိန်လည်းမဟုတ်ဘူးအခုတစ်ခါဆိုတော့လေကဲဟုတ်ပြီ အဲ့ဒီကြိုတင်စီကံတတ်မှတ်ချက်တွေကတော့တို့မပြောဘူးဆိုပေမဲ့ကျွန်တော်တို့ကပေါင်းသိတယ်လေအဲ့ဒီစီကံတတ်မှတ်ချက်လွတ်တော်တဲ့ဝင်တဲ့ကလည်းနေဆိုပါတီထောင်ဆိုအဲ့ဒါတွေကခါတဲ့ဟိုချက်တွေရွတ်တယ်လို့ကျွန်တော်တို့ခေါင်းထဲမှာလဲဆွဲနေဘာမှပြောစရာမလိုဘူးတို့မပြောဘူးဆိုတာပြောတို့စိတ်ထဲမှာအများအဲ့ဒီတေးထားတယ်စကားပြောကြည့်ရတယ်အဲ့ဒါပဲထွက်ထွက်လာကျွန်တော်ဘလို့မှယုံလို့မရဘူးအကိုကပဲငញ្ញញ្ញစကားပြောတယ်ပါးစားငញ្ញញ្ញတစ်ခွားခွားခွားပြောအဲ့ငញ្ញញ្ញစကားတော့မဆုံးဘူးဟိုမှာသွားပြီးတော့ဘုံကျက်တပ်ဖြတ်တာလူလူရောတန်ဃာတို့ရောဘာမှမရှိအောင်အဲ့ဒါရဘလို့ကယုံတော့မလဲဗျဒီနေထားမျိုးอ่ะအဲ့ဒါမလို့ကျွန်တော်ပြောချင်တာအကိုကတော့ကျွန်တော်တို့က ထားတယ်အဲ့တုံးချက်ရှင်းရှင်းလေးပဲနိုင်ငံရေးကထွက်နိုင်ငံရေးကထွက်တယ်ဆိုရင်နိုင်ငံရေးတခုလည်းမဟုတ်ဘူးเนาะအုတ်ထုတ်ရေးရောကြီးပွားရေးရောဒင်ခဏမဆိုဝင်လျှောက်ထားအကောင်လုံးထွက်နောက်တော့ဖွဲ့စည်းပုံခြေကဥပဒေဖြစ်ဖြစ်ရမယ်ကျွန်တော်တို့ Federal Democracy ကိုလက်ခံပြီးရင်နောက်ဆုံးတစ်ချက်ဖြစ်တဲ့အသွင်ကူပြောင်းရေးကာလတရားမျှတမှုဆိုရသူတို့ကျွလွန်ကြမြောက်ကိုတောင်းခံရဟုတ်တယ်အခုသူတို့ပြောနေတဲ့ဆွေးနွေးမယ်ဆွေးနွေးမယ်ဆိုတော့ဟာ သူတို့ဆွေးနွေးမယ်ဆိုရင်လည်းကျွန်တော်တို့ကအဲ့ဒီစစ်တမ်းရောက်ပြန်ပြီးတော့စစ်စစ်တပ်ကိုအသွင်ပြောင်းမယ်ဟောက်ကျွန်တော်ဆွေးနွေးမယ်ဆိုပေမဲ့တော့အဲ့ဒီမဆွေးနွေးခင်ကတည်းကအဲ့ဒီကျွန်တော်ပြောရတဲ့အချက်သူတို့လက်ခံမယ်ဗျလက်မခံဘဲနဲ့ကျွန်တော်ဆွေးနွေးလို့ပဲဆင်ပြေဘူးသူတို့ပြောတဲ့ဟာကအဖြေကပေါ်နေပြီလေဒီဥစားဘုံတော့ကြိုတင်စည်းကမ်းတတ်မှတ်ချက်ဆိုရင်တော့ဘယ်လိုမှမဖြစ်နိုင်ဘူးပေါ့နော် ကမဖြစ်ကဲကဲမဖြစ်နိုင်ဆိုပြီးတော့နောက်ထပ်ပြောသေးလဲကမဖြစ်နိုင်ဆိုပြီးမှလွှင့်နေမယ်ဆိုတော့သူတို့ပြောတဲ့စကားအဖြေအပေါ်နေပြီလေမဖြစ်နိုင်တဲ့ဟောက်သွားဆွေးနွေးမယ်ဆိုတော့ကျွန်တော်တို့ကတည်းကဘာမှမဖြစ်နိုင်တော့ဘူးအဲကျွန်တော်ဖြစ်နိုင်တဲ့ဟောက်ကျွန်တော်လှုပ်ရှားရှိတာကျွန်တော်ဆက်လုပ်သွားမယ်နိုင်ငံရေးရောက်စီရေးရောက်တန်မန်နီးရရရောက်စီဝိုင်းပိတ်ဆိုမှုလူတို့လှုပ်ရှားမှုဖြစ်အောင်အကုန်လုံးကျွန်တော်ဆက်လုပ်သွားမှာပဲဒီချိန်ဒီကာလမှာဘာမှဟိုရှိရှိဝေပြောနေကြတယ်သူတို့လှုပ်ရတွေကတက်တည်ပြနေတယ်ဘာမှယုံကြည်စရာအကြောင်းမရှိတော့ ဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့တော်လိုင်းဖွဲ့စည်းအားလုံးကလည်းကျွန်တော်တို့နေပြည်တော်မှာပြန်ဆောင်ကြမယ်ဗျာအဲ့ဒါပဲပြောချင်တော့တော်လိုင်းဖွဲ့စည်းအားလုံးနေပြည်တော်မှာဆုံမယ်ဆိုတာနေပြည်တော်ကျွန်တော်တို့အကုန်လုံးရိုက်ချိုးပလိုက်ပြီးတော့ကျွန်တော်တို့အဲ့မှာသွားပြီးတော့အကုန်လုံးဆုံပြမယ်ဆိုတာပြောတာသူတို့ကျွန်တော်တို့တော်လိုင်းဖွဲ့စည်းစစ်ကောင်စီအရအဲ့မှာပြိုပြက်သွားမှသိကြသွားတယ်2025 2026ဆက်ကြောင်ဘလို့မှဟိုသူတို့ကိုသူတို့တိလို့တာသူတို့ခဏခဏအဲ့ဒါကိုထုတ်ပြောနေတာရုပ်ကွက်ပညာလျှောက်လုံနေတယ် ဒါတော့ကျွန်တော်ကန်ယူပြောဆိုခွင့်ပို့သူဖြစ်တယ်ပေါ့နော်ဗိုလ်စောတော်နေရနေပြီးတော့မှနေပြီးတော့ထဲမှာကျွန်တော်တို့ပြည်သူတွေအားလုံးနဲ့ပေါ့နော်တော်လိုင်းတပ်ဖွဲ့ဝင်တွေစုံစည်းကြမယ်ဆိုတာကိုသူတို့ကနေပြီးတော့မှရည်ရည်ပြည့်ပြောဆိုလိုက်တာဖြစ်တယ်မြောက်လိုင်းကတော့အရင်ကတည်းကသူပြောခဲ့တဲ့အတိုင်းပေါ့နော်ညှင်းချိုင်းဆွေးနွေးမယ်ဆိုတဲ့တပြားဟောင်းကြီးကိုဖွင့်လာတာပြီးတော့မှအဲ့ဒီကြားထဲမှာသူနဲ့ဒီဖက်ကစားလို့ပြီးတော့မှပေါင်းနေကြတယ်ပေါ့နော်ငွေရေးပါတီဝင်တချို့ကဆိုရင်လက်ရွေးကောက်ပွဲဝင်ချင်းလုံးလို့ကိုခုဆိုရင်နေပြီးတော့မှညှင်းချိုင်းဆွေးနွေးမယ်ဆိုတဲ့ပုံစံမျိုးနဲ့လှုပ်ဆောင်နေကြတော့ကျွန်တော်တို့တွေ့တာဖြစ်ပါတယ်အဲ့လိုမျိုးကောင်းတွေကိုကျွန်တော်တို့ကနေပြီးတော့မှပေါ့နော်ဒီတော်လိုက်မှာတခါတဲ့ အပြည့်တင်ပုံချင်ရမှာဖြစ်ပြမစစ်ကောင်စီနဲ့ပတ်သက်သူမှမများဆုံးလဲကျွန်တော်ပြည်သူတွေကိုစန့်ချင်တဲ့လူတွေဆိုတာအားလုံးသိတာပဲဖြစ်ပါတယ်ဆိုတော့မြောက်လိုင်းနေတဲ့အငင်းချင်းဆွေးနွေးမယ်ဆိုပြမပါနော်အားချောင်းနေပေမဲ့တစ်ဖက်မှာပြည်သူတွေကိုနစ်စင်းနေမြဘုံကြတက်ဖြစ်မှုတွေလွတ်ဆောင်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်ပြည်သူတွေကတော့အဆုံးစွန်တွေတိုက်ခိုက်မယ်ဆိုတာကတော့အခုဆိုရင်တော်လိုင်းရဲဘော်တွေကနေပြမတော်မှာပါနော်ပြောဆိုလာကြတာပဲဖြစ်ပါတယ် ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဒီဘောမှာရက်ကွက်ပေါ့နော်ကျွန်မမြန်နေပြီးတော့မှရန်ကုန်မန္တလေးအမြန်ကာလာဟောင်းမှာပုံမှာကျွန်တော် PDF တွေတက်လာပြီးတော့မှစစ်ဆေးမှုတွေလုတ်ဆောင်သွားလို့ပေါ့နော်တော်တော်လေးကိုခြေကွဲလောက်မြင်နေတာပဲဖြစ်ပါတယ်ဒီကောင်ဘလိုမျိုးပေါက်ကွက်ပြောဆိုထားလဲဆိုတာကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်ဒီတောင်ကုန်းနဲ့တောင်ကုန်းနဲ့ဖြူးချားကိုဖြူးချားနဲ့အဲ့ဒီဟိုဘက်တောက်လိုက်ပေါ့နော်ဟိုဘက်အဲ့တကြောဘက်တာလုံမြို့ဘက်ချမ်းပေါ့အဲ့တကြောကိုတတ်နေနဲ့တာလုံမြို့ကဟိုဘက်ချမ်းထိဟိုဟိုဘက်ချမ်းထိကိုမောင်းထုတ်ထားဖို့လိုတယ်ဒီဘက်ချမ်းကိုမကတ်လာပဲနဲ့ဟိုဘက်ချမ်းထိမောင်းထုတ်ထားဖို့ လို့တယ်တတ်မလို့နေတယ်အဲ့နားဒီမှာစစ်ကြောင်းတွေတခြားထိုးပြီးစစ်စင်ရေးတခြားလုပ်ပြီးတော့တန်လွင်မြေကဟိုအချမ်းတီကိုဒီကောင်တွေကမောက်ထုတ်ထားလို့တယ်မဟုတ်ရင်မကြာခဏအဲ့ဒီလိုလမ်းပေါ်တက်တက်လာမယ်တက်တက်လာပြီးတော့လူတွေကိုစိတ်တော့ကတွေပေးမယ်လူတွေကအဲ့လမ်းပေါ်ကိုသွားချို့တော့ဘူးနည်းနည်းလန့်သွားမယ်စိုးရင်လာမယ်ပြည်သူလူထုကြတော့ဘုရင်လည်းပြောရင်ခင်ဗျားဟိုသူကသူကြိုက်တယ်မကြိုက်တယ်ခဏထားနောက်ဆုံးတနတ်သမားတွေလမ်းပေါ်တက်နေရဆိုသူတို့လည်းကြောက်တာပဲတနတ်သမားစကားတမပြောကောင်းမှပြောလို့မရစိတ်ထန်စိတ်တန်တဲ့ရနေကောက်ထုတ်ထလိုက်တီးဦးမှာဆိုတော့လူတွေကြောက်ကြတာဆိုတော့တက်ပေါ်တော်နေနေကအဲ့ဒီ နေရာတွေကိုစစ်ဆင်ရေးတကယ်လို့ဖို့လိုတယ်ရန်ကုန်မန္တလေးကိုဒီကောင်တွေကရန်ကုန်မန္တလေးနေပြီးတော့ပေါ့နော်အဲဒီသုံးနေရာကိုတို့ကဖြတ်တောက်ဖို့ကြိုးစားနေကြတာဖြစ်တယ်တပတ်ပေါ်စီကဒီလမ်းတွေပေါ်တက်တက်ပြီးတော့ဟိုကိုယ်လည်းပြောနေတို့စိုးမမှုရတဲ့သဘောမျိုးဝါရဖြတ်မှုကြိုးစားတဲ့အပြင်တကယ်အခွင့်အရေးရင်တော့တကယ်ဒီလမ်းတွေပေါ်တက်ပြီးတော့ဟိုအထက်အောက်ဖြတ်တောက်ချင်တာတွေလုပ်နိုင်တယ်ဆိုတော့အဲကြောင့်တက်မတော်ဆေးချောင်းထုတ်ဖို့လေပြီးတော့နောက်တစ်ခါတောင်ကူမှာတိုင်းမှုပေါ့နော်အဲတိုင်းမှုကတော်တော်လေးကျွန်တော်ကျွန်တော်အမြင်ပြောပါမယ်သူ့ကိုကျွန်တော်ကျွန်တော် personal point of view ပါလုံးဝဒီပုဂ္ဂိုလ်ရဲ့ personal attack မဟုတ်ဘူး personal point of view ပါအဲ့ဒီတောင်ကူမှာတာဝန်ကျတဲ့စစ်တိုင်းမှုကတော်တော်ညံ့နေပုံပေါ်တယ် ဲ့စတိုင်ပေါ့တောင်ကုန်တောင်ကုန်မှာထိုင်တဲ့စတိုင်ပေါ့တော်ညံ့တယ်ပေါ့ပေါ့သူ့ပတ်ပတ်လေတောင်ကုန်ပဲပတ်ပတ်လေတဝိုင်းမှာရှိနေတဲ့ PDF တွေကသူမရှင်းနိုင်မရှင်းနိုင်ဆိုတော့စစ်သားတယောက်ဖြစ်ပြီးတော့တကယ်ကိုစစ်တိုင်မှုတယောက်ဖြစ်ပြီးတော့ဒါမျိုးမရှင်းနိုင်ဘူးဆိုတာသူညံ့တယ်လို့ခေါ်တယ်ကျွန်တော်လိုမျိုးသူညံ့တယ်လို့ခေါ်တယ်ဒါကရှင်းရှင်းပြောရရင်တော့စစ်စင်ရေးလောက်ရမယ်တကယ်ကိုပြောပြီလားတောင်ကုန်ကအမိတ်အာနာခွင့်အာနာနဲ့လောက်ပိုင်ခွင့်ရှိတဲ့ပေါင်နဲ့နေစစ်စင်ရေးလောက်ရမယ်လို့ကျွန်တော်နားလဲဒါပေမဲ့ तू လောက်လားမလောက်လားလဲကျွန်တော်မသိဘူးမလောက်လို့လဲဒီလမ်းပေါ်တက်လာလို့ကျွန်တော်မြင်တယ်ဒီနေရာမှာ PDF တွေတော်တော်လုံးဒီပေါ်တက်လာမှာမဟုတ်ဘူးလို့ဆိုပြီးတော့ထားလို့ရရင်ထားထားလစ်လူရှုထားလို့ရပြီမြင် ဒါမျိုးအချိန်ချင်းတချိန်တချိန်တက်လာတဲ့နေရာကျတော့သူ့ရဲ့သူ့ရဲ့တာဝန်ပေါ်ရမှုကပေါ်လွင်သွားတယ်။နောက်ရဲတပ်ဖွဲ့ဝင်တွေတက်မလို့တက်မလို့ရဲတပ်ဖွဲ့နှစ်ဖွဲ့ပေါင်းပြီးတော့အဲ့ဒီနေရာတွေမှာအမြန်လန်းနေလမ်းဟောင်းတွေမှာရှင်းရှင်းပြောရင်တော့အမြန်လန်းကင်းထောင်နေလို့လေနောက် drone တွေနဲ့ပြန်တန်းပြီးတော့ဟိုလိလာကင်းထောင်နေလို့နောက်တော့ကားသမားတွေနဲ့ contact လုပ်ပြီးတော့မှလူလျော်ကွန်တက်လုပ်ပြီးတော့ဒီဒီလမ်းမှာရှိတဲ့လူတွေရဲ့အခြေအနေကိုစနီးနာလေးကိုလိုရမဟုတ်ရင်ခင်ဗျားဒီလမ်းအောင်လေးလုဖြစ်နေတာကိုယ်တိုင်းကိုယ်ဒေတာကိုယ်အိမ်ကိုယ်ခြံထဲမှာလုချင်နေလားလုသွားတာကိုခံလိုက်ရတာကအဲ့ဒီလူရဲ့ညံ့ညံ့တာအဲ့ဒီလူရဲ့အားနည်းချက်ညံ့ညံ့ဖြစ်မှုလို့ကျွန်တော်မြင်တယ်ဆိုတော့ အဲ့တောင်တောင်ကမတောင်ချတဲ့စတိုင်မှုနေလေအလုတ်လုတ်ဖို့လို့အလုတ်လုတ်ပြဖို့လို့ပြီးကိုကိုကိုစက်သားကောင်းရှိတယ်စက်သားစိတ်ရှိတယ်နော်အဲ့လိုစိတ်ရှိဆိုပြဖို့လို့ပြီးစက်သားစိတ်ရှိတယ်ငါစက်သားကောင်းဖြစ်တယ်ငါစက်ကိုစက်သားမို့လို့ငါဒေတာငါဒေတာတလောမရှိတဲ့ပြည်သူပြည်တင်းရောငါလုတ်ကြမယ်လုတ်ပြမယ်ဆိုတဲ့စိတ်ဓာတ်မျိုးနဲ့ तू တောင်ယူဖို့လို့တယ်မဟုတ်ရင်တော့မဟုတ်ရင်တော့ခုနဟိုသူညပြင်းမှုကနောက်ထပ်တစ်ချိန်ပြီးတစ်ချိန်ထပ်ပြီးဖြစ်လာနိုင်တယ်အဲ့တော့ဒီညမှာတောင်ကူမှာခြေဆိုင်တဲ့စက်တိုင်းမှုကိုကျွန်တော်ဒီလိုနဲ့တိုက်ရိုက်တက်ပြောလိုက်လို့တချို့ကြီးကျွန်တော်အမြင်ကတ်နိုင်တယ်တောင်ကူစက်တိုင်းမှုကိုယ်တိုင်ပြင်လင်းကျွန်တော်မုံပွားနိုင်တယ် မုံပွားလို့ရပါတယ်ပြဿနာမရှိပါဘူးကျွန်တော်မုံတာပြဿနာမရှိဘူးတကယ်မုံရမှာကျွန်တော်မုံရမှာမဟုတ်ဘူးကျွန်တော်မုံတာကဲမုံဆက်မုံရတယ်ကျွန်တော်မုံလို့ရတယ်မကြိုက်လို့ရတယ်စိတ်ဆိုးလို့ရတယ်တော့ထောက်လို့ရတယ်တကယ်ဖြစ်နေတဲ့အခင်းချင်းကြီးကိုကြတော့ခင်ဗျားဘယ်လိုရှင်းမလဲဆိုတော့မိကုန်းကျွန်တော်မေးလို့ပါကျော်မြများတော့ဒီတောင်ကိုစစ်တိုင်းမဟုတ်ပါနော်တေချာလေးလုံးလုံးဖို့ပြောဆိုလိုက်တာဖြစ်တယ်ဆိုတော့ဒီမြောက်လိုက်ရပါဝင်ကျန်တဲ့ဒီစစ်ကောင်စီရဲ့အရာရှိပိုင်းတွေဆိုရင် ဖျက်တီးမျိုးတွေဖြစ်နေမလားဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ဘုံမိုက်ကွာမင်းနေကြတော့ကျတို့တွေ့တာပဲဖြစ်ပါတယ်အခုဆိုရင်ကျတို့တော်လိုင်းတပ်ဖွဲ့တွေဆိုရင်အများကာလမဟာပေါ်တွေပေါ့နော်တက်လာပြီးတော့မှစစ်ကောင်စီတပ်ဖွဲ့တွေကိုချိန်မုန်းတာတွေပြီးတော့မှပြည်သူတွေနဲ့ပေါ့နော်ယင်းနေနေနဲ့စကားပြောဆိုနေကြတာပြီးတော့မှတော်လိုင်းတရင်ကိုနှဆွင့်ချဖို့လဲသူတို့ကနေပြီးတော့မှအတိအပြီးပြောဆိုကြတယ်လို့သိရတာပဲဖြစ်ပါတယ်ဆိုတော့ကျတို့ဒီလိုမျိုးပေါ့နော်ဒီကာလမဟာပေါ်တွေကိုစုမုန်းနိုင်မယ်ဆိုရင်တော့စစ်ကောင်စီရဲ့အဓိကလမ်းကြောင်းတွေကိုထိန်းချုပ်နိုင်မှာပြီးတော့မှကျတို့တော်လိုင်းရေးမှာဆိုရင်လဲ ဒေတာပုံပြမအောင်မြင်မှုတွေရရှိဖို့ကျင့်တယ်တော့ဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ပြည်သူတွေအားလုံးနဲ့လဲပါနော်။ဒီတော်လန်တရင်ကိုနားဆွင့်ပြီးတော့မှကျွန်တော်တော်လန်ရဲ့ရဲဘော်တွေကနေပြမပြောချထားတဲ့အတိုင်းသူတို့ရဲ့လမ်းညွှန်ချက်တွေကိုလိုက်နာပြီးတော့မှခရီးသွားတာတွေလောက်ချဖို့ကျွန်တော်ဒီနေ့ကနေတောင်းဆိုပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောနေနဲ့အပါသမီးရနေပြီးတော့မှ EAR တိုက်ပွဲတွေရဲ့အတွင်းမှာ AA နဲ့ PDF တွေအများပြားတည်ဆုံးနေဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်။ပေါ့လို့ပြဆာပြောထားတဲ့ဟာလေးကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်။ ဒီနေ့မိုးလန်းနှစ်နာရီခွဲလောက်မှာပေါ့နော်အရောက်တိုင်းမြို့နယ်ပိနေခွင့်ကျေးရွာအနီးတမရကုန်းတောင်စင်ကျေးရွာတဝိုက်မှာထိတွေ့မှုတွေဖြစ်ခဲ့ပါတယ်ရှင်။ဟွန်းပြောပါ။ပိနေခွင့်ဆိုတာလေရေကြီးမြို့နယ်ရေစောပြာရွာမြောက်ဖက်အစဲမိုင်အကွာမှာတည်ရှိတဲ့နေရာပဲဖြစ်ပါတယ်ရှင်။ နေဆိုင်အောင်ပြောရရင်တော့လေရေကြီးလေးမျက်နှာအင်ကပူမြို့နယ်ပတ်သိမ်းမုံရွာအဝေးပြေးလမ်းမကြီးရဲ့အနောက်ဘက်ရခိုင်မုံရခိုင်ရိုးမရဲ့တောင်ချေတစ်ချောက်မှာရှိတယ်ပေါ့နော်လူ20 30အဖွဲ့ငယ်လေးများနဲ့ပျောက်ကြားအသွင်လှုပ်ရှားနေတဲ့ AAPDF တွေဟိုတက်ကလိုက်လံပြီးတော့ရှင်းလင်းနေခြင်းပဲဖြစ်ပါတယ်ရှင်အေးအေးတောင်းကျန်းသူတွေကလေယူမတောင်ချီမှာတစ်ခုတ်ဝါခုတ်ပေါ်ပြီးမီးသွေးဖုန်နေရွာလေးတွေအတွင်းကိုလေဝင်ရောက်ပြီးတော့ခါကြအချိန်မတော်ဝင်ရောက်ဝင်ရောက်ပြီးတော့ရွာသားတွေကိုဖမ်း အော်ရွာသားတွေကိုအပြင်မထွက်ရဖုန်းတွေတိမ်အဲ့လိုလုပ်တဲ့ခါကျရွာသားတွေကလည်းကြာတော့ကြောက်ပြီးပြေးကြရွာတွေမှာလူတွေတော်တော်များများမရှိကြတော့ဘူးလို့သတင်းကြားသိရပါတယ်ရှင်။မက်စလ26ရက်နေ့တရက်လုံးပေါ့နော်ပတိန်မုံရွာလဲမကြီးအနောက်ချမ်းရိုးမတောင်ချီတစ်လျှောက်မှာတက်မတော်ကရဟရင်နဲ့လိုက်လက်ရှင်းလင်းပစ်ခတ်ခဲ့တယ်လို့သတင်းရရှိပါတယ်ရှင်။ဗီရာမမြောက်ဆန်းအထိပေါ့နတ်ပန်ပင်ရွာလမ်းစုံမှာတီရာကုန်းပြင်မြေအထိတက်မအာတက်မတော်မှာ စစ်တီအလုံးရင်တားစီချထားပြီးတော့တားစီထားခဲ့ပြီးတော့လက်နေကြီးများနဲ့ပြစ်ခတ်နေကြတဲ့ည7:00နာရီအတန်ဒီစူညံနေအောင်အတန်ဒီမျိုးစုံနေအောင်ကြားနေရအောင်သိရှိရပါတယ်ရှင်။အဲတက်ခဲကပျောက်ကြားဆိုရင်တက်မရောကလည်းကွန်မန်တို့ပျောက်ကြားလေးတွေနဲ့တွေ့နေတဲ့အတွက်အင်းမနေ့ပြန်ကြရင်တော့အောင်ပွဲရလူလက်နဲ့အလောင်းတရင်တပ်ပုံများကို အောင်ပွဲရင် Telegram လစ်မှာအဲကြည့်ရှုနိုင်ပါတယ်ရှင် သူတို့ပြောတဲ့ဒီအောင်ပွဲတွေဆိုတာတော့ဗောနော်ပြီးသူတွေတိုက်ဖက်ပြီးတော့မှကျွန်တော်တို့ PDF နဲ့တိုင်းတလဲနဲ့ကင်တပ်ဖွဲ့တွေဆိုပြီးတော့မှ water ဖြန့်ပြောဆိုတဲ့ဟာတွေပဲဖြစ်တယ်ဆိုတော့အလုံးလက်တည်ထားတာဖြစ်တယ်ဆိုတော့ဒီဘောမတွေကနေပြီးတော့မှအခုဆိုရင်ရောက်တွေတိုင်းထဲမှာဗောနော် A နဲ့ပိုးအောင်တပ်ဖွဲ့ဝင်တွေရဲ့ထိုးစစ်ဆင်မှုတွေကိုတော်တော်လေးကြောက်နေကြတာဖြစ်ပြီးတော့မှကျွန်တော်ရှိမှလဲကြားခဲ့တဲ့အတိုင်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာဆိုရင်၄၀ကျော်တောင်းပါဗောနော်လောလောလာနဲ့မျိုးစားဖြစ်သွားတာကိုတည်ရတာပဲဖြစ်ပါတယ် အကြခင်မှာတော့သူတို့အနေနဲ့ပေါ့နော်ပတိမာရှိတဲ့အနောက်တောင်တိုင်းစစ်ဌာနချုပ်တိတောင်မှာအသိခံနိုင်ရတာမလို့အခုလိုမျိုးဆက်ပြီးတော့မှအာမချုံတင်တာပဲဖြစ်ပါတယ်ကျွန်တော်တို့ PDF နဲ့တော်လိုင်းရေးတပ်ဖွဲ့တွေဟာဆိုရင်ပြောထားတဲ့အတိုင်းလို့နေကြတာမှာအခုဆိုရင်တိုင်းတိုင်းတိုင်းစစ်စင်ရဆိုရင်လည်းအောင်မြင်မှုတွေရရှိနေတာမလို့ပေါ့နော်ကျွန်တော်တို့ဒီ AR တွေအရှိဘက်ချမ်းမှာရှိတဲ့ကန်ညိုတာဆက်လက်ပြီးတော့မှတိုက်ခိုက်လာမယ်ဆိုတော့မျောလင်းလို့ရှိတဲ့နေပြည်တော်တိတောင်မှာကျွန်တော်တို့အနေနဲ့ဒီနေ့အကုန်ပိုင်းပါတယ်ပေါ့နော်သွားပြီးတော့မှတင်းနိုင်တဲ့အနေထားမျိုးတည်းရကိုအခုဆိုရင်ပိုင်ဆိုင်နေတာပဲဖြစ်ပါတယ် ဟုတ်ပြီကျွန်တော်တို့နောက်ဆုံးဗီဒီယိုတဘောအနေနဲ့စစ်ကောင်စီအရာရှိတွေရဲ့ပေါ့နော်ပြုလိပြုထားရှိတဲ့အမှုကျင့်တွေကိုတင်ဆက်ထားတဲ့သတင်းလေးကျွန်တော်တို့ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်ပဲခူးတိုင်းမင်းလာမြို့နယ်ကအချက်ဖက်စစ်ကောင်စီရဲ့ရဲတပ်ဖွဲ့မှုရဲမှုဝင်းပိုင်ဆိုတဲ့သူဟာရဲမီတွေအပေါ်လိမ်ပိုင်ဆိုင်ရာစော်ကားမှုတွေပြုလုပ်နေတဲ့အပြင်လက်စားမှုကြီးနိုင်ငယ်ညှဉ်းလှုပ်ဆောင်မှုနဲ့အာဏာအလွဲသုံးစားမှုတွေပါကျူးလွန်နေတယ်လို့ရဲတရင်ရင့်မြစ်ကိုတိုင်ကရန်ကုန်ခေတ်ကိုပြောပါရတယ်။ဒါကတော့အဲ့ဒီဘက်ကတရားမှာ90လောက်အလို့ပဲနော်။ရဲမှုဝင်းပိုင်ဆိုတဲ့သူဟာ စကမ်းမှာတာဝန်ကျနေတဲ့အချိန်ရဲမေတွေကိုလိမ်ပိုက်ဆိုင်ရာစော်ကားမှုတွေပြုလုပ်နေပြီးသူလောက်တာကိုညှင်းဆန်တဲ့ရဲမေတွေကိုတော့တိုက်ပွဲဖြစ်ပွားရာနေမီတွေကရဲစခန်းတွေကိုပျောက်ရွှေ့ခိုင်းတာတွေလုပ်နေတယ်ဆိုပါတယ်အဲ့ဒီရဲတပ်ဖွဲ့မှုရဲမှုဝင်ပိုင်ဆိုတဲ့သူဟာနေပြည်တော်ကနေပျောက်ရွှေ့လာတဲ့အိမ်နောင်တဲ့အရာရှိတအုပ်ဖြစ်ပေမဲ့ဇနီးပြည်သူကသူနဲ့အတူလိုက်ပါလာမှုမရှိသလို ူကတော့လက်ရှိမင်းလာမြို့နယ်ရဲစခန်းထဲမှာနေပြီးစခန်းကရဲမီတချို့ကိုသူ့နေရာစီခေါ်ပြီးတော့လင်မိုက်ဆိုင်ရာစော်ကားမှုတွေအတင်းကျပ်လှုပ်ဆောင်နေတာဖြစ်တယ်လို့ရဲတရင်ရင့်မြစ်ကိုတိုင်းကရငုံခစ်တဲ့ကိုပြောထားပါတယ်။တဖက်ကရဲတပ်သားတွေကိုတော့လူငယ်တွေကိုစစ်မှုထမ်းခိုင်းဖို့ပေါ်တာဆွဲဖမ်းဆီးမှုတွေပြုလုပ်ခိုင်းနေပြီးအဲ့ဒီလိုသူခိုင်းတဲ့အတိုင်းမလုပ်ဖဲငင်းဆန်တဲ့ရဲတပ်သားတွေကိုလည်းတိုက်ပွဲဖြစ်ပွားရာနေမြေတွေကိုစေလွတ်တာတွေလုပ်နေတဲ့အတွက်အဲ့ဒီမင်းလာရဲစခန်းကနေထွက်ပြေးသွားတဲ့ရဲတပ်သား26ဦးအထိရှိနေပြီလို့ရဲတရင်ရင့်မြစ်ကထပ်ပြီးပြောထားပါတယ်။ ဒါအပြင်မရဲတော့အဲ့ဒီရဲတပ်ဖွဲ့မှုရဲမှုဝင်ပိုင်ဆိုတဲ့သူဟာရဲမေတွေကိုလိမ်မိုင်းဆိုင်ရာစော်ကားမှုတွေကျူးလွန်နေရုံနဲ့မကလက်စားမှုကြီးနိုင်ငံညှင့်လှုပ်ဆောင်မှုအာဏာအလွဲ့သုံးစားမှုတွေပါအကြီးအကျယ်ကျူးလွန်နေတာတွေကိုရဲတပ်ဖွဲ့တွေကတိုင်ကြားခြင်းပေမဲ့တိုင်ကြားတဲ့သူကိုတည်သွားရင်ပြန်လဲအရေးယူခံရမှာစိုးရိမ်နေတဲ့အတွက်မတိုင်ရဲကြတဲ့အခြေအနေတွေဖြစ်နေတယ်လို့လည်းရဲတရင်ရင့်မြစ်ကရန်ကုန်ခေတ်တွေကိုပြောထားပါတယ်ခင်ဗျာခိုးဒီမှာကြောတော့ကြားတဲ့အတိုင်းပဲပေါ့နော်မင်းလာမြို့တဲ့ကရဲမိုးဝင်းပိုက်ဆိုတဲ့ငနေရဆိုရင်သူရဲ့ဒီလက်အောင်ငယ်တားတွေဖြစ်တဲ့ရဲမိတွေတော့မှ ဒီဘက်ဆန်မျက်ထုတ်ပြီးတော့ဒီမတရားဖြစ်ကျင့်နေတာကိုကျွန်တော်တွေ့ရပဲဖြစ်ပါတယ်။အင်တောင်လက်ရှိတာပေါ့နော်။တစ်ဖက်ကနေပြီးတော့သူ့ရဲ့ဒီအောက်ခြေကပေါ့နော်။ရက်သက်သားတွေဟာဆိုရင်လည်းသူ့ရဲ့စိတ်ခန့်ချက်ရပေါ်တာဆွဲတာတွေဆက်လက်လို့ဆောင်နေရတာပြီးတော့အခုဆိုရင်ကျွန်တော်တို့ပေါ့နော်။ကြာတိရတဲ့အတိုင်းလောင်းကစားတွေမွေးရဆေးတွေလည်းသူကနေပြီးတော့ဖြန့်ဖြူးရောင်းချနေတယ်လို့တွေ့ရပဲဖြစ်ပါတယ်။ဒီကောင်ကတော့မကြခင်မှာကျွန်တော်တို့တော်လိုင်းရဲ့ရဲဘော်တွေရဲ့ပေါ့နော်။လက်ချက်မမိခင်မှာပဲသူတို့အချင်းချင်းပြန်ပြီးတော့မှ အရှင်းခံရမလားဆိုတော့ဆောင်းကြပါပဲဖြစ်ပါတယ်အခုလိုမျိုးအချင်းပြချာစားပြတော့မှသူတို့အချင်းချင်းတောင်းမှာပေါ့နော်ဖိနေနေကြတဲ့အုပ်စုတွေဟာဆိုရင်ကျွန်တော်မကြာခဏဆိုတော့လို့အရှင်းခံရတဲ့ကိစ္စတွေကြားနေရတာမလို့မကြာခင်မှာတော့ကျွန်တော်နဲ့တရင်ကောင်းနေကြမှုရှိတာဖြစ်ပါတယ်ဆိုတော့ဒီနေ့နေခင်မှာတစ်ပတ်ဗီဒီယိုကတော့ဒီလောက်ပါပဲစာဆုံးကြည့်ရှုပေးကြတဲ့မြို့ပါပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့မှမြောက်နိုင်မေးပေးတာနဲ့ကြွေးကြပါစေလို့ကျွန်တော်ဒီနေ့ကနေစုံမကောင်းတောင်းပေးလိုက်ပါတယ်